ရှလုံးအားလုံးမင်္ဂလာပါ အားလုံးကိုယေရှုနာမ၌နှုတ်ခွန်ဆက်တာပါတယ်ဖျားတခင်ထံကလာတဲ့ညီတက်ခြင်းဝမ်းမြောက်ခြင်းကြွယ်ဝခြင်းကောင်းခြင်းမင်္ဂလာကဒေတာတီတီနိုင်ငံတီတီမှာရှိရဲ့ညီကိုမောင်နှမအရောက်ဆင်မှာတက်ရောက်ခြင်းရှိပါစေဒီကနေ့ကျွန်တော်ဝေမျှပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့လက်လျှော့လိုက်တဲ့ကဏ္ဍတွေဘုရားဘယ်တော့မှလက်မလျှော့ဘူးဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှကျွန်တော်ဝေမျှပေးခြင်းနဲ့ဖြစ်ပါတယ်ရှမောခရင်ကျန်ခန်းကြီးငါ ငွေ35မှာထိုးထိုးမိန်တော်မှုစဉ်အတွင်းတရားစင်မှုအိမ်မှာလူလာ၍ကိုရောဤတမိတေပါပြီအပေကြောင့်ဆရာကိုနှောက်ရက်တည်တနည်းဟုဆိုကြ၏ထိုစကားကိုယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလောဟုတရားစင်မှုဟာချက်ချင်းမိန်တော်မှုတယ်တရားစင်မှုရဲ့နာမည်ကယာအီယူလို့ခေါ်တယ်အဲ့ဒီယာအီရုမှာတမိလေးတယောက်ရှိတယ်အဲ့ဒီတမိလေးကအင်မတန်နေမကောင်းဖြစ်တဲ့ချိန်မှာယာအီရုကယေရှုခရစ်တော်ကိုလာပြီးမှသူ့တမိကိုဆုတောင်းပေးဖို့လာပင့်ပါတယ် ်ယေရှုကတော့အဲ့ဒီအချိန်မှာစနေနေ့ပတ်လုံးတိုးတနာဆွဲအမျိုးသမီးနဲ့စကားပြောနေရင်အချိန်ကြာတဲ့အခါမှာယာဣရုရဲ့အိမ်ကလူလွတ်လိုက်တယ်ယာဣရုမင်းယေရှုကတော့ကိုခေါ်မနေနဲ့တော့မင်းရဲ့သမီးဆုံရှုံသွားပြီအသက်မရှိတော့ဘူးအရာအလုံးပြီးသွားပြီမင်းလက်လျှော်လိုက်တော့ဆိုစကားလာပြောတယ်အဲ့ဒီစကားကိုယာဣရုကြားတဲ့အခါမှာနားထဲမှာတန်ရီဘူးလောင်းထဲလိုက်တယ်လို့ပဲကဘာကြီးတစ်ခုလုံးတို့ချာချာလဲသွားတယ် သူတိတ်ချရတဲ့အရာသူတံပိုးထားရရတဲ့အရာ သူဆုံရှုံသွားပြီအားလုံးကိုသူလက်လွတ်လိုက်ရပြီသူခေါင်းကြီးတစ်ခုလုံးခြားခြားလဲထားတဲ့အချိန်မှာယေရှုခရစ်တော်ကချက်ချင်းယာဣရုကိုဘာပြောလဲဆိုရင်မကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုရှိမြင်နေရတဲ့အရာကဆုံရှုံသွားပြီ မြင်နေရတဲ့အရာကလက်လွတ်လိုက်ရပြီဒါပေမဲ့ယေရှုပြောတယ်မကြောက်နဲ့တဲ့ယာဣရုကိုပြောတာဒီကနေ့ကျွန်တော်ရဲ့တက်တာမှာလဲကျွန်တော်တို့ဆုံရှုံလိုက်တဲ့ခန္ဓာတွေကိုမြင်ရတာနဲ့လူကကြောက်ပြီးအပြားတက်လာတာ ကိုမဖြေရှင်းနိုင်တဲ့အရာကိုမြင်တာနဲ့ကြောက်လာတာပဲကိုမကြော်လွားနိုင်တော့တဲ့ပုံစံကိုတွေ့ရင်လူဟာစိတ်ပူလာတာပဲလက်လျှော့ကျင်လာတာပဲဒါမဲ့ယေရှုပြောတယ်မကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလို့တဲ့ကိုမမရေးခဲ့ပါမကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေပါဘာဖြစ်လို့ဒီစကားကိုယေရှုကတော့ပြောတာလဲဆုံးရှုံးသွားတဲ့အရာဘလောက်ပဲကြီးကြီးဖျားတခင်ဟာ ယာအီရုနဲ့အတူရှိနေတယ်ဆိုတာကိုပြောနေတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့လူသားဖြစ်တဲ့ခါမှာလှုပ်ရှုံမိတဲ့အချိန်လှုပ်မာမိတဲ့အချိန်ရှိတယ်။ခါလီမာကိုထင်းတယ်လို့မဖြစ်လာဘဲနဲ့အစင်မပြေတဲ့အချိန်ဆိုတာလည်းရှိတယ်။အဲ့ဒီအချိန်ကိုကျွန်တော်တို့ကြုံတိုင်းခါတိုင်းမှာမမေ့နဲ့တင့်အနာမှာဘုရားတခင်ရှိတယ်။အဲ့ဒီဘုရားတခင်တင့်ကိုအားပေးနေတယ်မကြောက်နဲ့ယုံကြည်ခြင်းစိတ်ရှိဆိုလိုချင်တာကငါတယောက်လုံးမင်းအနာမှာရှိတယ်။မင်းဘာပဲဆုံးရှုံးဆုံးရှုံးမင်းမတုံသွားနဲ့ မင်းမလုတ်ခတ်သွားနဲ့မင်းပြာရမခတ်နဲ့ငါမင်းနဲ့အတူရှိဖះဒီကနေ့ကျွန်တော်တို့နှုတ်ကပတ်သွားပြန် remind လုပ်နေကျွန်တော်တို့ကိုလှုပ်နိုးနေတယ်တချို့ဒီမှာကြည်နေညူကိုမောင်နှမတွေအရန်ကြောက်ပြီးမှခြေပြလက်ပြအေးတဲ့လူတွေရှိမယ်ကိုမရင်ဆိုင်ခြင်းတဲ့ကဏ္ဍတွေရှိပြီးမှလက်လျှော့လိုက်တဲ့တွေ့ရှိတယ်ဖះကပြောနေတယ်ငါမင်းနဲ့အတူရှိတယ်မကြောက်နဲ့ယုံကြည်ခြင်းစိတ်တခုတည်းရှိစေလို့ပြောကိုမတ်မရေးခဲ့မကြောက်နဲ့ယုံကြည်ခြင်းစိတ်တခုပဲရှိလို့အာမင်အကုန်ဆုံးရှုံးတာပြန်ယာယီလို့ပြောရမှာ ယာယီတို့အိမ်ပြန်တဲ့လမ်းမှာဝါနေချင်းတွေရင်ထဲမှာစိုးနှင်ကြိတ်ခွဲခြင်းတွေနဲ့သူချက်တော့ကိုတော့သူမတည်နိုင်တော့ဘူးအားမရှိဘူးဒူးတွေမှာခြေတလုံးတွေမှာအားမရှိဘူးပျော့ခွေနေပြီတကူလုံးဒါပေမဲ့အဲ့ဒီလမ်းမှာယာယီတို့နဲ့အတူယေရှုခရစ်တော်ရှောက်ပေးတယ်ဆိုလိုချင်တာကကျွန်တော်တို့ဆုံးရှုံးပြီလို့ထင်တဲ့လမ်းကိုကျွန်တော်တို့ကဆက်မလျှောက်ချင်ရင်တောင်မှ ဖခင်ကကျွန်တော်တို့ကိုတွေးပြီးမှရှောက်စေတယ်။ဘာဖြစ်လို့လဲ तू အတူရှိပြီးတယ်မကြောက်နဲ့လို့ပြောပြီးတာ။ဒီနေ့ကျွန်တော်တို့ကဒီကဏ္ဍဆိုရင်ဆုံရှုံးတဲ့ကြောင့်မထီချင်တော့ဘူး။ကျွန်တော်မလုတ်ချင်တော့ဘူး။ကျွန်တော်မကင်ထွေချင်တော့ဘူး။ကျွန်တော်တိတ်ဆိတ်ပြတ်နေပြီ။ကျွန်တော်တိတ်ပင်ပန်းနေပြီ။ကျွန်တော်တိတ်မောပန်းနေပြီ။ဒါပေမဲ့ခရစ်တော်ကျွန်တော်နဲ့အတူရှိတဲ့အခါမှာဒီဆုံရှုံးတဲ့လမ်းကိုကျွန်တော်တို့ကမတွားရဲတော့ဘူး။မတွားနိုင်ရင်တောင်မှခရစ်တော်ကကျွန်တော်နဲ့အတူတွားပြီး။ဘာဖြစ်လို့လဲ။ ျွန်တော်တို့လက်လျှော့လိုက်ပြီမြဲကျွန်တော်တို့ဖခင်ဘယ်တော့မှလက်မလျှော့ဘူးကျွန်တော်တို့အရှုံးပေးလိုက်ပြီမြဲကျွန်တော်တို့ဖခင်ကကျွန်တော်အတွက်တိုက်ပွဲဝင်ပေးနေတယ်ကျွန်တော်တို့လက်လွတ်လိုက်ရပြီမြဲကျွန်တော်တို့ဖခင်ကကျွန်တော်အတွက်တင်ပိုက်ရယူပေးနေတယ်ဖခင်ဖြစ်တယ်ထို့ဖခင်နာမတော်ဒီကဘာဆက်ဆက်ပုံရှိပါစေဒါကြောင့်ယာအီရုရဲ့ဆုံးရှုံးနေတဲ့ခန္ဓာကိုယေရှုခရစ်တော်ကတွားနေတယ်တွားနေတယ်တွားနေတယ်မကြာခင်မှာယာအီရုရဲ့တမီးကအသက်ပြန်ရှင်တော့မယ် ဒီကနေ့ကျွန်တော်တို့ရင်ဆုံးရှုံးသွားတဲ့ခန္ဓာတွေကိုယေရှုခရစ်တော်ကပြောတယ်တည်သွားတာမဟုတ်ဘူးအိတ်နေတာတဲ့ပြောချင်တာကကျွန်တော်တို့အတွက်ဖခင်ကအလုံးလုံးပေးနေတယ်မပြီးသေးဘူးတင်းမအောင်မြင်တော့တာမဟုတ်ဘူးမအောင်မြင်သေးတာတင်းမကြွယ်ဝတာမဟုတ်ဘူးမကြွယ်ဝသေးတာတင်းမချမ်းမာနိုင်တော့တာမဟုတ်ဘူးတင်းအဆုံးတတ်သွားတာမဟုတ်ဘူးတင်းမချမ်းမာသေးတာဘာဖြစ်လို့လဲတင်းအတွက်ဖခင်ကအလုံးလုံးပေးနေတယ် တင့်အတွက်ဘုရားကအမှုပြုပေးနေတယ်တင့်အတွက်ဘုရားကရက်တီပေးနေတယ်တင့်အတွက်ဘုရားကအကောင့်ထဲပေါ်ပေးနေတယ်ဘုရားရှင်ဖြစ်တယ်ဖခင်နာမှာပုံကြည်ပါစေကိုမမရေးခဲ့ပါကျွန်တော်အတွက်ဘုရားအလုံးလုံးပေးနေတယ်တင်လက်လွတ်လိုက်ရတယ်တင်တော်မှစိတ်ပြတ်ပြီးမှတင်တော်မှမလုတ်ချင်တော့တဲ့ခန္ဓာတွေတင်တော်မှမကင်တွယ်ချင်တော့တဲ့ခန္ဓာတွေကိုတင့်ဘုရားကစိတ်မပြတ်ဘဲနဲ့တင့်အတွက်အလုံးလုံးပေးနေတယ်တင်အဲ့ဒီခန္ဓာမှာတင်ဝမ်းနေပြီးမျက်ရည်ကျပြီးမှတင်အရှုံးပေးလိုက်ပြီးမယ်တင့်ဘုရားကဘယ်တော့မှအရှုံးမပေးဘူးတင့်အတွက်အလုံးလုံးပေးနေတယ် တချို့ယာယီရုရဲ့အိမ်မှာသူ့တမီးလေးကဆုံးသွားပြီဒါပေမဲ့ယေရှုခရစ်တော်ကအဲ့ဒီဆုံးသွားတဲ့ယာယီရုရဲ့အိမ်ကိုတွားနေတော့မယ်ယာယီရုရဲ့အိမ်ကိုယေရှုလည်းရောက်လဲရောက်ရောက်ကလေးမလေးလက်ကိုကင်ပြီးမှပြောလိုက်တယ်တငယ်မထလို့ပြောလိုက်တာ ਨੇ ဒီတည်သွားတဲ့ကလေးမလေးကထလာတယ်ကျွန်တော်တို့အတွက်တည်သွားပြီဆိုတဲ့ကဏ္ဍတွေအားလုံးကဘုရားသခင်စီမှာအိပ်ပျော်နေတဲ့အစဉ်ပဲရှိတယ်ဘုရားကတည်နေတဲ့ကဏ္ဍတွေကိုသူအမိန်ပေးရင် ်အိတ်ပြောနေလို့နှိုးလိုက်တယ်လို့ပဲလွယ်လွယ်လေးပဲအဲ့ဒီဖခင်ဟာအဲ့လောက်တကူကြီးရဲ့ဖခင်ရှင်ဖြစ်တယ်အဲ့လောက်တကူကြီးတဲ့ဖခင်ကကျွန်တော်တို့နဲ့အတူတွားနေတာဖြစ်တဲ့ကြောင့်ဘာရီဘလောက်ပဲဆုံရှုံဘလောက်ပဲကဏ္ဍတွေတည်သွားပါစေအဲ့ဒီဖခင်ကကျွန်တော်အတွက်လှုပ်နှိုးပေးနေတယ်ကြောင့်ကိုယ်အတွက်တည်သွားပြီဆိုတဲ့ကဏ္ဍကဖခင်တကယ်စီမှာအိပ်ပျော်နေတဲ့အစင်မှရှိတယ် ဟာလေလုယာကျွန်တော်တို့အတွက်ဒီကဏ္ဍတွေကဆုံးရှုံးသွားပြီးပြန်မရနိုင်တော့ဘူးဆိုတဲ့အရာတွေကဘုရားတခင်ရှေ့မှာကလေးကစားစရာတတာပဲရှိတယ်။အဲ့ဒီဖျောက်တင်ကိုးကွယ်နေတယ်ကျွန်တော်ကိုးကွယ်နေတင်ကဘာကိုစိတ်သက်ကြတယ်တင်ကဘာကိုဝမ်းနေနေရတယ်တင်ကဘာကိုကြောက်နေတာလဲတင်ဘာတွေကိုတွေးပူနေရတယ်အဲ့ဒီဘုရားတဘာလုံးတင်တဲ့သူရှိတယ်တင်အတွက်ဆုံးရှုံးသွားတယ်တေသွားတယ်ဆိုတဲ့ကဏ္ဍတင်ဘုရားအတွက်ကအိတ်နေတဲ့အစင်မရှိတယ်အဲ့ဒီတငယ်မောက်ကိုယေရှုအမိန့်လဲပြီးတော့ကလေးမလေးကထလာပြီးမှတေခြင်းကနေရှင်ပြန်ထားမြောက်သွားတယ် ယာဣရုရဲ့တည်နေတဲ့ကဏ္ဍကခရစ်တော်အပြင်ပြန်ရှင်သွားတယ်။ဒါကြောင့်ယာဣရုဟာဘဝမှာဆုံးရှုံးသွားတဲ့အများတွေများပေမဲ့လေကြီးပေမဲ့လေသူဝမ်းနေပေမဲ့လေသူကိုးကွယ်တဲ့ခရစ်တော်ကိုသူဘယ်တော့မှမစုံကြောမခိုင်းမနဲ့အတူရှိနေတဲ့ခါမှာခရစ်တော်ပြောတဲ့တိုင်မကြောက်ပဲနဲ့စိတ်မပြတ်ပဲနဲ့ခရစ်တော်နဲ့အတူနေတဲ့ခါမှာသူရင်ထဲမှာဝမ်းနေချေကွဲပေမဲ့သူ့ချက်တော့ကိုတော့သူမတည်ခြင်းပေမဲ့အဲ့ဒီဆုံးရှုံးတဲ့ခန္ဓာကိုခရစ်တော်ကသူ့နဲ့အတူတွားပေးတယ်တွားပေးုံနာမကဘူးအဲ့ဒီသူ့ရဲ့ဆုံးရှုံးတဲ့ခန္ဓာရဲ့အားလုံးခရစ်တော်က ပြန်ပြီးမှရှင်ပြန်ထမ်းမြောက်စေတယ်။ထိုပြားနာမတော်တွေကပါဆက်ဆက်ပုံကြီးပါစေ။ဒီကနေ့ကျွန်တော်လည်းဒီလိုပဲကျွန်တော်စိတ်ပြအားလျော်တဲ့အရာအများကြီးရှိနေတယ်။ဒါပေမဲ့ခရစ်တော်ဟာကျွန်တော်အတွက်ရှင်ပြန်ထမ်းမြောက်စေတယ်။ဘုရားတတ်နိုင်တယ်ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်တင့်ဘုရားကတင့်တော်အလုံးလုံးပေးနေတယ်။မကြခင်မှာတင့်ဘုရားလက်တော်ကိုတင်မြင်ရမယ်။ဖျားပြုတဲ့အမှုကိုတင်ခံစားမယ်။ဖျားပြင်စီပြီးတဲ့ကောင်းချီကိုတင်ရရှိမှာဖြစ်တယ်။နှုတ်ကပတ်တော်ပြင်ဖျားရှာအလုံးကိုစကားပြေကောင်းချီပေးပါစေ။အားလုံးပဲနှုတ်ကပတ်တော်ပြင်ဖျားရှင်စကားပြောမယ်။ ကောက်ကြီးဖြစ်မယ်ဆိုတာကိုယုံကြည်ပါတယ်ကျွန်တော်အနေနဲ့ဒီချိန်မှာနိုင်ငံကျင်းညာစရာလေးရှိတယ်ကျွန်တော်အနေနဲ့မကြခင်မှာရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝယ်ယူခြင်းနဲ့အတင်းတော်တိစောက်ချမ်းမှုကိုကျွန်တော်လှုပ်ဆောင်သွားပွင့်အတွက်စီစဉ်လျက်ရှိပါတယ်ဒီအတင်းတော်တိစောက်ခြင်းနဲ့အတင်းတော်မြေကွက်ဝယ်ယူခြင်းကိုကျွန်တော်တို့လှုပ်ဆောင်သွားပွင့်အတွက်စတင်ပြီးမှစူတောင်းနေပြီးစတင်ပြီးမှကျွန်တော်တို့စီဝေးထိုင်နေပြီဖြစ်ပါတယ်အားလုံးကလည်းတတိယပြီးမှ ရန်ကုန်မြို့မှာအတင်းတော်တပါပေါ်ထွက်လာပွင့်အတွက်စူတောင်းပေးပွင့်အတွက်လည်းကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ကတင်းကို노ဆိုတယ်ဆိုရင်ဒီရန်ကုန်မြို့မှာအတင်းတော်တပါဖြစ်လာပွင့်အတွက်ဒီနှုတ်ကိုဖျားရှင်노ဆိုတယ်ဆိုရင်ပါဝင်လို့ရတယ်ဆိုတဲ့ပတ်သက်ပြီးလည်းကျွန်တော်ကြီးညာပေးချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်အတင်းတော်တိဆောက်ခြင်းဆိုတာရွှေရှိယုံငွေရှိယုံအာနာရှိယုံနဲ့တိဆောက်လို့မရပါဘူး။ဖျားရခင်ရွေးချယ်ထားတဲ့ဒုတိယကပဲ တိဆောက်နိုင်တာဖြစ်တယ်လို့အဲ့ဒီအတင်းတော်တိဆောက်ပြီးသွားရင်ယုံကြည်သူမြောင်များစွာကစုဝေးပြီးမှကိုးကွယ်တဲ့နေရာဖြစ်လာတဲ့အခါမှာလူပေါင်းများစွာရဲ့ကောင်းချီးမင်္ဂလာလူပေါင်းများစွာဝိညာဉ်ရေးရာမှာအကျိုးရှိစေရောက်တင်ကတိဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ဘဝတက်လျှောက်လုံးမှာအဲ့ဒီကောင်းချီးမင်္ဂလာကစီစဉ်နေမှာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝေယူခြင်းနဲ့အတင်းတော်တိဆောက်ခြင်းကိုစတင်ဖို့အတွက်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းပွင့်အတွက် ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှစတင်တော့မှဖြစ်တယ်။ဒါကြောင့်တင့်ကိုဖျားရှင်ကဖွင့်ပြတယ်။ဖျားရှင်ကစကားပြောတယ်ဆိုရင်နေရီများရီဖြစ်စေပါဝင်လို့ရတယ်။တင်းတို့အားလုံးပေါ်မှာဖျားတခင်စကားပြောရေးကောင်းချီးပေးပါစေ။